အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမင်းဖုံတိန်ကသူရေးသားထားတဲ့လေတဲကရှိုက်တန်ဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာမြမဆိုင်ဝိုင်းပစ္စည်းများကို မော်တော်ကားအပြည့်တင်ဆောင်လာတဲ့ကားမှာတထုံမြို့တနေရာရဲ့ တောင်ကြီးသို့ရောက်တဲ့အခါမှရက်တန့်သွားလိမ့်တယ်။တောင်ကြီးတောအုပ်ကတိတ်ရိတ်ဝါးရိပ်ဖြစ် အေးချမ်းမှုကိုဖြစ်ပေါ်စေတယ်။ကြီးငှက်ကလေးများလိပ်ပြာကလေးများကမောပန်းမှု စိတ်ကျဉ်ချမ်းမှုများကိုပြေပျောက်ကตาญาငိမ့်ချမ်းမှုနဲ့တွေ့ဆုံခွင့်ပေးလိုက်ခြင်းဖြစ်ပေလိမ့်မယ်။တလန်လုံးဖုံလိမ့်လိမ့်နဲ့ကားဆောက်တဲ့ဒံလမ်းဆိုးွားတဲ့ဒံကြောင့်ဆိုင်အဖွဲ့သားများပင်ပန်းနေပြီ။ ဒါပေမဲ့သူတို့ပျော်ပျော်ပါပါပင်ခဏနာပြီးတောင်ပေါ်သို့ဆိုင်းတက်တာကြီးများကို တင်ကြတယ်။မြမပြီးတဏ္ဍတလျာຫນွေចောင်းပိတ်ရက်များတွင် အလူများယဟန်ကံရှင်ပြုများ ပေါ်များလှသည်နှင့်အတူ ဆိုင်းသမားများလည်းငွေရွှင်နေတဲ့ကာလာဟုဆိုကစူးနိုင်ပေတယ်။မိတို့ပင်ဆိုစေရှင်ပြုအလူအတန်းတစ်ခုအတွက်တောင်ပေါ်မှာတီးမှုရခြင်းသည် ခံစားမှုအသက်ဖြစ်ကြောင်းသူတို့နားလည်ပေတယ်။ တောင်ပေါ်တွင် လူသူရှုပ်ထွေးမှုမရှိခြင်းတန့်ရှင်းတည့်ရက်မှုရှိခြင်းလေကောင်းလေသန့်ရခြင်းတို့ကြောင့်ဆိုင်းသမားအလူရှင်များစိတ်ကြိုက်ဖြစ်တယ်လို့ဆိုကစူးနိုင်ပါသေးတယ်တောင်ပေါ်တော်ရเจ้าကလေးသည်ငြိမ်းချမ်းလာတယ်ဆိုင်းဘွဲ့သားများသည်เจ้าနေကိုရင် ကပ္ပယများနဲ့အတူတကွပစ္စည်းပစ္စည်းများကိုတောင်ပေါ်သို့တပြေးပြေးတင်နေကြတယ်အေးလူလူလောက်ကင်နေကြခြင်းဖြစ်တယ် ဆိုင်းဝိုင်းခေါင်းဆောင်အောင်မြင့်စိန်သည်အသက်60အရွယ်ကပ္ပိယကြီးနှင့်စကားလက်ဆုံကြနေလေတယ်။သူတို့ဆိုင်းအဖွဲ့သည်ယခုအချိန်သာတထုံမြို့တောင်ပေါ်တွင် ပထမဆုံးအချိန်တီးခတ်ရခြင်းဖြစ်ပါれ။အလူရှင်ကငွေကြီးပြည့်စုံသည်သာမကအေးချမ်းချမ်းနေလိုသဖြင့်တောင်ပေါ်တွင် အလူပြုတ်လုခြင်းဖြစ်တယ်။ကပ္ပိယကြီးကတောင်ပေါ်တွင်နှညအိတ်ရင်ဖြောပြကြမဲ့သူတို့အဖွဲ့ကိုလိုလီသေးမရှိအောင်ဧဝော့ကြည်ပွန်လှတယ် တောင်မော်ဒေတာဆိုတော့လေပေ200ပတ်လေအကျယ်ရှိတဲ့မြေခွက်ကျဲတဲ့တွင်ဘုံတော်ကြီးเจ้าဇရက်နှဆောင်နဲ့ဇေဒီငယ်တစုရှိသဖြင့်ကဘာတစ်ကလေးတစ်ခုကိုရောက်ရှိနေရတကယ်သို့အေးချမ်းလှပေတယ်။ဟိုးဝေးဝေးတွင်တောင်စင်တောင်နှမ်းတွေကိုမြူငွေပြပြရစ်ချုံတိုင်းလေးရဲ့မှိုင်းမှိုင်းဝေဝေတွေ့နေရတယ်။ထုံဖြူဖြူဇေဒီကလေးများကနေရာအနှံ့ကြီးညိုပွဲရာအစင်းနဲ့ ေဂျန်သားရတဲ့သာသနာနည်းမြေပါတကားကပိယကြီးသည် ဆိုင်းစရာအောင်မြစ်စိန်ကိုဘုန်းကြီးကျောင်းရဲ့အရှိတ်တောင်ကပယံစီတို့လမ်းလျှောက်ရင်းခေါ်သွားတယ်။ဟိုဝေးဝေးတွင်ညိုမောင်ပြာရီစွာ မြင်နေရတဲ့တောင်တလုံးကိုလက်ညှိုးထိုးပြတယ်။လေတော်ဝတိုက်ခတ်နေတဲ့တောင်ပေါ်ဇေဒီများနှင့်ရှုခင်းများသည် လွန်းစွဖွဲ့ရာအတိပင်အဲ့ဒီမြင်နေရတဲ့တောင်က တထုံနေမိန်ဒရတောင်းဆိုတာပဲကွ အောင်မြင့်စိန်သည် မိုင်းပြပြမြင်နေရတဲ့နေမိန်ဒရတောင်းကိုလှမ်းမြော်ကြည့်နေလေတဲ့တောင်ပေါ်တွင်ဇေဒီငယ်များចောင်းစည်းရဲ့များကိုလှမ်းမြင်နေရတယ်နေမိန်ဒရတောင်းပတ်ပတ်လေမှာဖျားဇေဒီပထိုးတွေကြီးပဲကွတထုံကိုစိုးစံခဲ့တဲ့မနုဟာဘရင်တီတော်မူခဲ့တဲ့ဖျားတွေကြီးပဲများတယ်ဩကုလေး မနှူဟာဆိုတာအနောယထာဘယင်နဲ့စစ်ဖြစ်ပြီးစစ်ရှုံးသွားတဲ့ဘယင်ပေါ့ကပိယကြီးကတထုံရဲ့ဘဝတုဒ္ဒဖြစ်ဖွယ်တို့ကိုရှင်းလင်းပြောပြနေစဉ်ဆရာတော်ဘုရားကအောင်မြင့်စိန်ကိုအခေါ်လွှတ်သဖြင့်စကားပြတ်သွားတယ်သူတို့နှစ်ယောက်ရက်တန့်စကားပြောနေတဲ့နေရာမှာခိုက်အနေငယ်ခန့်တွင် ရွှေစည်ဒီကလေးတစုကို အောင်မြင့်စိန်တတိထာဖူးတွေ့လိုက်မိတယ် ဇေဒီငယ်ကလေးသည်သုံးတောင်ခန့်သာညံတော်မြင့်နေဇေဒီသေးသေးလေးသာဖြစ်တယ်။သူတခုခုမေးမြန်းမဲ့ကြံစည်နေကမှ စကားစကားပြတ်သွားရခြင်းဖြစ်ပေတယ်။ဇေဒီကလေးပုံစံကထူးခြားနေသောကြောင့်လီသူကပ္ပယာကြီးနောက်မှတိတ်ဆိတ်စွာလိုက်ပါလာရတယ်။မနှက်ဖြန်ဆိုရှင်ပြုမင်္ဂလာအခါတော်ကျင်းပါတော်မယ်။ဆရာတော်ကစီစဉ်စရာကိစ္စများကိုညွှန်ကြားရန်အခေါ်လွှတ်လိုက်ခြင်းသာဖြစ်လေတယ်။ တောင်ပေါ်ကျောင်းကလေးရဲ့ရှင်ပြုမင်္ဂလာပွဲက လူမနှဲမမြတိုက်တိုက်ဝုံဝုံအေးအေးချမ်းချမ်းနဲ့ပြီးစီးသွားခဲ့တယ်။ကိုရင်သုံးမသည်တောင်ပေါ်ကျောင်းတွင်၁၀ရက်ခန့်သတင်းသုံးကြမိဖြစ်ပြီး အလူရှင်များကတော့ရေစက်ချပြီးညက်နေတွင် အုပ်စုလိုက်တောင်အောက်သို့ဆင်းသွားကြတယ်။ဆိုင်းအဖွဲကတော့ဒီညတညအနားရအောင်ပဲအဘဲเจ้าဆိုသောနောက်အလူမှာမနှက်ဖြန်ညက်နေ၅နာရီတွင်ဘီးလင်း၌ရှိသဖြင့်တောင်ပေါ်မှာတညအိပ်ရမယ် နောက်တနေ့မနက်10:00နာရီခန့်တွင်မှဘီလင်းသို့ဆက်ကြမည်ဖြစ်၍အနားယူဖို့အချိန်ရနေတယ်။ဆိုင်းဖွဲ့သည်ရက်ဆက်တီးခတ်နေရသဖြင့်ပင်မန်းသည်ကတကြောင်။နောက်တနေ့မှခွင့်ကူးရမည်ဖြစ်သောကြောင့်တကြောင်။လွတ်လပ်သွားကြကအချို့အတီးမှုပညာရှင်များတောင်အောက်သို့ဆင်းသွားကြလိမ့်မည်။အောင်မြင့်စိန်နှင့်နှစ်ဦးသုံးဦးသာ တောင်ပေါ်တွင်ပစ္စည်းဆောက်ရင်းကြံရစ်ခဲ့ကြသည်။ ဆိုင်နောက်ထားနဲ့အစုသမားများကတော့ဘီးလင်းမှစောင့်မယ်လို့ပြောပြီးပြန်သွားကြတယ်။သူတို့ဒီဆိုင်ပစ္စည်းများကိုရုတ်တရက်မသိမ်းဆဲသေးပဲဒါလဘဇကြီးများအဖြစ် ဖုံးအုပ်ထားတယ်။အောင်မြစိန်ဒီကပ္ပိယကြီးရှိရာစွန်းချက်ကျောင်းဆောင်ဘက်သို့ရှောက်လာတယ်။အစင်သိမ့်မယ်စွန်းချက်ဆောင်မှာထင်းခွဲနေတဲ့ကပ္ပိယကြီးကိုတွေ့ရတယ်။လာဆိုင်စရာကြီးရင်းနေချမ်းနဲ့ကတို့ယူနဖက်စား။ဟော ဆိုင်းစရာကလက်တန်တဲပြောင်းတာကိုဒါကြောင့်တထုံဘီလင်းတဝိုက်မှာနမယ်ကြီးပေတာကိုအောင်မြစိန်ကဂျီနက်စွာပြုံးလိုက်ပါတယ်လူတဘာဝအရာချီးကျူးရင်ဂျီနက်ဂုံယူတက်ချစမြဲမဟုတ်ပါလားအဲဒီလောက်လည်းမဟုတ်ပါဘူးဦးလေးယာဦးလေးဟာစိုင်းစရာကိုတကယ်ချီးမွမ်းတာပါလက်တန်ကပြောင်းတယ်လို့အဆိုတွေကလည်းတော့ ခစ်ပေါ်တေးဂန္ဓဝင်တေးဓမ္မတေးဘတ်ဆုံးပဲကွာအလူရှင်တွေဆိုရင်သဘောတော်တော်ကြနေတာကလားပရိသတ်တွေဆိုရင်စုငွေတွေတောင်ချတာမနှဲပါလားအောင်မြင့်စိန်ဒီခေါင်းတစ်ချက်ညိတ်ကထင်းခွဲနေတဲ့ကပ္ပယကြီးနဘေးမှာအေးအေးလူလူဝင်ထိုင်လိုက်လေတဲ့ထို့နောက်ဩဦးလေးကိုကျွန်တော်တခုမေးချင်လို့ပါအာတခုမဟုတ်ဘူးနှစ်ခုသုံးခုမေးမှဖြေမယ် ောင်မြင့်စိန်သည်လက်ဖက်တစုံကိုခတ်၍စားလိုက်ပြီးအဲဒီလိုလေးဦးလေးမနေ့ညနေကဦးလေးနဲ့ကျွန်တော်တောင်ကပယံအဆက်မှာ ရွှေစည်ဒီတေးသေးလေးတစု တွေ့ခဲ့တယ်မဟုတ်လားအဲ့ဒီစည်ဒီကလေးရဲ့တိဆောက်ပုံကတခြားစည်ဒီတိဆောက်ပုံနဲ့လုံးဝမတူပဲခြားနားနေတာကျွန်တော်သတိထားမိတယ်လीအဲ့ဒါလေးဦးလေးသိသလောက်ရှင်းပြပါလားခင်ဗျာ ကပိယကြီးသည်ထင်းခွဲလက်ဆာမှကင်ထားတဲ့ဓမ္မကြီးကိုပြစ်ချလိုက်လေတယ်။သူဆက်ခနဲ့တုံရင်ကဓမ္မကိုပြစ်ချလိုက်တာ ဖြစ်နိုင်ပါတယ်။သူမြတ်ဝန်းသည်ချက်ချင်းမှုံကြီးကခက်နွမ်းနွမ်းအပြုံးတစ်ခုကိုတွန့်ဆုတ်စွာ ပြုံးလိုက်တယ်လို့အောင်မြစ်စိန်ခံစားမိပါတယ်။ကပိယကြီးရဲ့မြတ်ဝန်းများကဟိုဝေးဝေးတွန့်ခေါက်၍အချိုးအစားမညီညာစွာနှိတ်ဆင်းသွားတဲ့တောင်တန်းတွေစီတို့ငေးကြီးကြည့်နေတော်လဲ။ အတွေ့အမြင်ကတော့မိโกတစုံလွင့်မျောနေဟန်ရှိပါတယ်ဖြူဖြူဖွေးဖွေးထူးထူးထောင်ထောင်သပင်ဖြူများကအတိတ်က အချင်းအရာတစ်ခုကိုနွမ်းရည်စွာ ပြောပြနေခြင်းတရားကဗျာကြီးစီမှာအောင်မြစ်စိန်မသိနိုင်တဲ့အဖြစ်အပျက်တစ်ခုရှိမယ်လူဆိုတာမသိစေခြင်းနဲ့အရာကိုမှပို၍သိခြင်းမြင်ခြင်းတတ်တဲ့သရဝါမဟုတ်ပါလားအေးပြောပြဖို့ဝန်မလေးပါဘူးကွယ် ဇေဒီနဲ့ပတ်သက်ပြီးဟိုးအတိတ်ကဇက်လန်ရှိခဲ့ဘူးတဲ့ဇေဒီကလေးကခေအဆက်ဆက်ပြုပြင်တိဆောက်မွန်မှန်လာခဲ့တယ်ဆိုရင်မမှားဘူးပြုပြင်ဖို့အလူရှင်တွေခေအဆက်ဆက် ပေါ်ခဲ့တာမဆန်းဘူးလားဇေဒီကလေးရဲ့သမိုင်းကြောင်းကိုတိလိုက်တဲ့လူတိုင်းဟာဂယုဏသက်စွာနဲ့ပြုပြင်ခြင်းစိတ်မွန်မှန်ခြင်းစိတ်ဖြစ်ပေါ်လာတယ်ဆိုတာထူးခြားမှုပဲကွကြည့်လေ ရွှေအစစ်ချထားတာမထူးကြပဲနေမလားအမ်တယောက်ယောက်နဲ့ပတ်သက်နေမယ်ထင်တယ်ဒေကြတာပေါ့ကွယ်တထုံမြို့တဝိုက်မှာညမယင်ကျေးမှုတမိုင်းဦးနဲ့ပတ်သက်လို့အမွေအနှစ်အဖြစ်ဇေဒီတော်တွေများမှများပဲအေးအဲ့ဒီဇေဒီတွေအနက်ကဒီရွှေချထားတဲ့ဇေဒီကလေးကတော့လွမ်းဇေဒီလို့ပြောရင်မမှားပါဘူး အမတ်တရဇေဒီလို့ဆိုပါတော့ဆိုင်းเสียရည်မနုဟာဘရင်ဟာ ထေရဝါဒစစ်စစ်ကိုမြမပြည်တဲကို ရောက်အောင်ဥစွာဆောင်ရွက်ခဲ့တဲ့ဘရင်မှာဒါပေမဲ့ကပိယကြီးဒီစကားကိုစက်မပြောတော့ဘဲရက်တန့်လိုက်လေတယ်သူ့ရဲ့မျက်ဝန်းညွညွများသည့်ရုပ်ချီးသေးကြုံသွားကခံစားမှုတစ်ခုဖြစ်ထိမ့်ချုပ်ငြိမ်သက်သွားတယ်ဒါပေမဲ့ဘာဖြစ်လဲ ပြောပြပါအောင်ဦးလေးပြောပါမယ်ကွယ်ငါတို့မြင်ခဲ့ရတဲ့ဇီးဒီကလေးက မနူဟာဘရင်လက်ထက်မှာအမှုထမ်းခဲ့တဲ့တက်မှုမင်းအိမ်ဒုနဲ့ဇနီးမိကွန်ထောတို့ကိုအမတ်တရတီတော်မူခဲ့တဲ့ဇီးဒီဆိုတာပါပဲလွမ်းဇီးဒီလို့ပဲ ဆိုပါတော့ကွယ်အောင်မြင့်စိန်ဒီအလောကြီးဟန်ပြည့်မင်းအိမ်ဒုနဲ့မိကွန်ထော ဟုတ်တယ်မိကွန်ထောဟာမနုဟာဘယင်မင်းမြတ်ရဲ့တူမတော်ဖြစ်ပြီးရုပ်ရည်အင်မတန်လှပတယ်ပြီးတော့တတိရှိတဲ့မင်းကလေးလည်းဖြစ်တယ်မနုဟာဘယင်ကသူ့တတ်တော်မှာတစ္ဆာစောက်တိယူတည်တဲ့တတ်မှုမင်းအိမ်သူနဲ့မိကွန်ထောကိုလက်ထပ်ထိမ်းမြပေးခဲ့တယ်လေမမျော်လင့်ပဲအနောယထာတက်နဲ့သူ့အနာဘုံမိစစ်ဖြစ်ကြတော့ မယင်ဥဟာတက်စာရှိစွာနဲ့ပဲရှေ့ဆုံးကတက်ထွက်တော်မူခဲ့တယ်။ဒါပေမဲ့အဲ့ဒီပထမဆုံးတိုက်ပွဲမှာပဲကြဆုံးပြီးမနုဟာဘယင်ကိုယ်တိုင်အနောယထာရဲ့အဖမ်းအဆီးကိုခံလိုက်ရတာပဲဆိုပါတော့ဆိုင်းစရာကြီး။အဲ့ဒီမှာဇက်လန်းကစတာပါပဲကွာ။ဟာကြည်ကွဲစရာပဲနော်။အာသင်္ခါရတရားလောဘဒေါသမောဟမာနတရားတွေကြောက်ဖို့ကွယ်။ ငါတူကိုပြောရအောင်မယ်ငါတူကစိုင်းစရာဆိုတော့ဒီကိစ္စကစိုင်းကိစ္စတီဝိုင်းကိစ္စနဲ့ဆက်ဆက်မှုရှိနေတယ်အဲ့လိုပြောရမယ်ကွဗျာဘလို့စိုင်းကိစ္စနဲ့ပတ်သက်နေတယ်ဟုတ်လားကဗျာကြီးရဲ့မျက်ဝန်းများသည်ရုပ်ချီအယောင်လက် တောက်ပလာကစွန်ရဲတကောင်ရဲ့မျက်လုံးများလိုကနာမငြိမ်ဖြစ်သွားတာကိုသတိပြုမိလိုက်တယ် ပြင်ပတွင်လေရုသည်ယုတ်တရက်ငြိမ်ကြသွားကအသက်မဲ့တကဲ့သို့ဖြစ်သွားတယ်။စောစောကပင်တောင်ကပန်းကိုလေတိုးတန်တဟဲဟဲမြည်နေသေးတယ်။ဆိုင်းစရာဒီတောင်ပေါ်မှာရဲစိတ်ရဲမှန်တီးတီးလို့မရဘူးကွ။ဗျာအောင်မြင့်စိန်အံ့ဩသွားတယ်။အသက်ရှူရက်သွားတကဲ့သို့သူ့ခန္ဓာကိုယ်သည်ခတ်တောက်တောက်ဖြစ်သွားရတယ်။ ဒီတောင်ပေါ်မှာရဲစိတ်ရဲမှန်တေးသွားတီးလို့မရဘူးဆိုတဲ့စကားကမှုံဝါဝါအတိတစ်ခုကို ဝင်လာစေတယ်။ဟုတ်တယ်။ဒီတောင်ပေါ်မှာမင်္ဂလာတေးဗျောစီတန်းကြိုက်တာတီးမှုတ်ကခုံလို့ရတယ်ကွ။ရဲစိတ်ရဲမှန်တခြင်းကလွဲလို့ပေါ့ဘာဘာဖြစ်လို့လဲဦးလေးယာရဲစိတ်ရဲမှန်တခြင်းတီးဆူတီးမှုတ်ရင် တခုခုထူးခြားမှုတွေ့ရတတ်တယ်။အောင်မြင့်စဉ်ရင်ထဲမှာကွက်လက်ကြီးတခုလိုဖြစ်သွားမိတယ်။နားထဲမှာစမ်းကျယ်နေတယ်။အာအံ့ဩစရာပဲ။ဟုတ်တယ်ထူးဆန်းတယ်။လောကမှာလူတွေမသိတာတွေအများကြီး။အာတကယ်လို့ရဲစိတ်ရဲမှန်တခြင်းတိမုတ်ရင်တခုခုဖြစ်တတ်သလား။ဥပမာအကျိုးမဲ့စေတာတို့လူကိုထိခိုက်စေတာတို့တခုခုပေါ့။ ကပိယကြီးသည်တေချာစွာစဉ်းစားပြီးမှဦးကောင်းကိုညှင်သာစွာရမ်းခါလိုက်လေတယ်။ရင်ထဲမှာထိန်ချုပ်မှုတစ်ခု ရှိတော်လဲပြောပြခြင်းပုံရတယ်။အေးမယုံကြည်လို့တစ်ချိန်တစ်ခါစမ်းသက်တာတော့ကိစ္စမရှိဘူးပေါ့ကွယ်။ဟိုတုန်းကတော့ဦးလေးပြောပြတာကိုမယုံကြည်လို့တောင်ပေါ်ထိလိုက်လာပြီးစမ်းသက်ကြတဲ့လူတွေနှစ်ဦးသုံးဦးရှိခဲ့ဘူးတယ်လေ။လူငယ်တွေဆိုတော့လက်တွေ့ကြကြ ယုံကျင်ကြတယ်မဟုတ်လားအဲထူးခြားမှုကိုတွေ့လိုက်ရတော့သူတို့လည်းအံ့ဩယုံကြည်သွားကြလေရဲ့ဩစမ်းကြတယ်နော်ဇက်စရာအောင်မြစ်စိန်ကောင်းညိတ်ပြလိုက်ပါတယ်ကျွန်တော်လည်းစမ်းသက်ကြည့်ရင်လည်းဖြစ်မလားကဗျာကြီးပြုံးလိုက်တယ်ရပါတယ်ကွယ်အခုမလုံနဲ့အောင်ညာဘက် လူကြီးတိတ်မှပို့ပြီးသိတာတယ်ဘလို့ထူးခြားမှုတွေရှိလဲဆိုတာကြိုပြီးပြောပြပါလားဦးလေးစိုင်းတီကြီးမှတိတိမှပေါ့ကွယ်ညကြမှကဗျာကြီးပြောတာမှန်ပေတယ်အခုချက်ချင်းစမ်းသက်ကြည့်မယ်ဆိုရင်တော့မှစိုင်းဝိုင်းမှာလူမစုံပေအသီးသမားတချို့တောင်အောက်သို့ဆင်းသွားကြပြီဖြစ်တယ်ညနေမှပြန်လာကြမယ်အောင်မြင့်စိန်သည် ပေါ့ပါလက်ဆက်စွာ ပြုံးလိုက်ပါတော့တယ်ညကတိတ်စိတ်ကအမောင်ဘတ်စီတို့တရွေ့ရွေ့ချင်းကပ်လာလိပြီရှုလေရာတောင်တန်းပပတ်လဲတွင်မိအောင်ကလေးတွေကိုဟိုတပွင့်ဒီတပွင့်မြင်နေရပြီဖြစ်ပါတယ်အစ်စ်ပိုင်းနှိမ့်မြင့်မညီညာတဲ့တောင်စွဲတောင်ကုန်းများသည့်လာရောက်မှုံမှုံအောက်စီတွင်ငြိမ်သက် လဲလျောင်းနေကြတယ်။အောင်မြင့်စိန်နေတကွဆိုင်းသမားတချို့သည်ဘလို့ဖြစ်လာလိမ့်မလဲဆိုတဲ့အသည့်တစ်ခုဖြစ်မျော်လင့်ကြီးစွာစောင့်မျှော်နေကြတယ်။ကဗျာကြီးကိုဘလို့မှမေးမြန်း၍မရပေ။အချိန်တန်ရင်တိမာဖို့ကွာဟုဖြေတယ်။အားလုံးတခုခုဖြစ်လာမည်ကိုသာမှန်းဆနေကြခြင်းဖြစ်တယ်။သူနဲ့ဘေဟီလိသည်တပြေးပြေးကြီးထွားလာတယ်။ အောင်မြင့်စိန်သည်လက်မနာယီကို ကြည့်လိုက်တယ်ည9နာရီတိတိအလူရက်ပြီးသွားပြီဖြစ်ရာဖယားမီးများမှအပမှောင်မိုက်လျက်ရှိရာတောင်ထိပ်ဘုံတော်ကြီးကျောင်းသည် တိတ်ဆိတ်မှုတစ်ခုဖြင့်ကြောက်เสียကောင်းလာတယ်ဆိုင်းဝိုင်းနေရာတစ်ခုသာကပ္ပယကြီးကအောက်လင်းဓမ္မီကြီးတလုံးကိုထွန်းညှိပေးထားလေတယ်ဆိုင်းဝိုင်းထဲတွင် အောင်မြင့်စိန်အပါဝင် အတီးသမား9ဦးသာရှိပါတယ် ကပိယကြီးကတော့ဆိုင်းဝိုင်းအနီးဖျားပေါ်တွင် အခြေအနေကိုထိမ့်သိမ်းရန်စောင့်ဆိုင်နေလေတယ်။ညကတိတ်သေးနှက်ဆိုင်သော အတိတ်ပဲတစ်မျိုးဖြစ် လင်းပြာလျက်ရှိတယ်။ပဝန်းကျင်သည်ကြောက်မက်ဖွယ်တိတ်ဆိတ်လျက်အမောင်အောက်တွင်နှင်းမြုပ်နေတယ်။အောင်မြစ်စိန်သည်မနှက်ကလေးကပင်ကြိုတင် စီစဉ်ထားတဲ့အတိုင်းညူးကြွကြွတေးတဲ့ဘုတ်ကိုတီးခတ်ရန်ဆုံးဖြတ်ရွေးချယ်ထားပြီးဖြစ်တယ် ူအကြိုက်ဆုံးရဲစိတ်ရဲမှန်တခြင်းတစ်ပုဒ်ဖြစ်ပါれဇာတိမှန်တခြင်းကို တိခတ်မိဖြစ်ပြီးအာလုံးညှိနှိုင်းထားလေတယ်သူသည် အတိသမားများကို မျက်ရိပ်ပြလိုက်ပြီးပော့ဝိုင်းထဲသို့ဝင်ထိုင်လိုက်လေတယ်ထို့နောက်အပြင်ဘက်သို့လှမ်းကြည့်လိုက်ရာပေအနှဲငယ်စီသာမိအလင်းရောင်ရောက်နေပြီး အဝေးမှာတော့အမောင်တို့သာဖိပိုးလေးလံစွာနှိမ့်မြုပ်နေတယ် လေကတော့ခတ်ပြီးပြီးသာ တိုက်နေတယ်။ထို့နောက်အောင်မြင့်စိန်သည်ဇာတိမှန်တခြင်းကိုရင်ထဲသို့နှစ်သွင်းလိုက်ပြီးဘုံတို့ကလေးများကိုစတင်တီးခတ်လိုက်လေတယ်။ဒါတို့တိုင်းတို့ပြည်တို့မြန်မာတွေဆိုပြီးတော့တဆက်ထဲမှာပဲကြီးနောင်ဆရာနဲ့ပတ်မဒီဆရာက စီးချက်ကိုစတင်ခင်းနေတယ်။ဒေသန်ကညံဆိုင်စွာစတင်ပေါ်ထွက်လာလီပြီလို့ မြင့်မြတ်တဲ့ဂုံချက်တည်းကျုပ်တို့ရဲ့ရွှေထီးရွှေနံတင်းဆန်းပေးဆိုပြီးတော့စိတ်ငြိမ်မှုဖြင့်သွေးအေးနေတဲ့ခန္ဓာကိုယ်ထဲကနှလုံးသွေးတွေစတင်နိုးကြားလာကြတယ်။အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်ဆိုပြီးတော့နှလုံးသွေးတက်ကြပွဲသေးတံကမြိုင်ဆိုင်လှပေတယ်။ပတ်ဝိုင်းကျင်းအောင်ပတ်မနှဲတို့ရဲ့အတံကမြိုင်ဆိုင်စွာဟင်းဟင်းဆူဆူရှိလာတယ်။ ကဗျာကြီးသည် တေးသွားအလိုက်ကိုနားထောင်ရင်းခေါင်းတညိမ့်ညိမ့်နှင့်ရှိတယ်။သူ့မျက်ဝန်းများသည်ထူးခြားစွာတောက်ပနေတယ်။ဇာတိမန်တက်ကြွပွဲတခြင်းတပုတ်ရဲ့စွမ်းပကားကကြီးမားလှပေသည်တကားကဗျာကြီးသည် သူ့ရဲ့ပေါင်ကိုလွက်ဝါးဖြင့်ပုတ်ကားနားထောင်ရင်းအပြင်ဘက်အမောင်ထုစီတို့အထိတ်ပဲပပမျက်ဝန်းများဖြင့်ငိမ့်ဆိုင်ကြည့်နေတယ်။ဆိုင်ဝန်က ဇာတိမန်သင်းကိုမြိုင်ဆိုင် တက်ကြွစွာဆက်လက်တီးခတ်နေရာလေထဲတွင် လွင့်ပြန့်နေလေတယ်။ပိုင်ဆိုင်သူဘိုးဘွားဘီပင်ဒို့အမွေဒို့ပြေဒို့မြေဆိုပြီးသွေးအေးသူပင်တကူလုံးရှိ သွေးများစုပွက်ထကစိတ်ဓာတ်တက်ကြွစေတဲ့သင်းပေပင်။နားထောင်သူအဖို့ရှေးခေတ်မြမသူရဲကောင်းစစ်တီတော်တို့ရဲ့မိမိရဲ့အသက်ကိုဗရာဏမထားပဲရွရွချွန်ချွန်တိုက်ပွဲဝင်နေသည့်ဟန် ထင်မြင်ရောက်လာစေတယ်။တိုက်ပွဲတွင်ဓာလန်တဖွေးဖွေးမြားမိုးရွာနေဟန်ရင်ကိုမြေကရုတ်ပမာတိုက်ပွဲရဲ့ကြောက်မဖွဲအတန်းအသွင်တရံတို့ကိုချက်ချင်းမြင်ရောက်လာစေတယ်။စင်တက်မြင်းတက် ခြေလျင်တက်တို့ရဲ့တိုက်ခိုက်မှုအားမှကြဆုံးသွားတဲ့စစ်သည်များဒဏ်ရာရနေတဲ့စစ်သည်များ မိမိတက်ကိုမိမိတည်ငြိမ်မှုရှိအောင်ကုတ်ကဲနေကြတဲ့တက်မှုများရဲ့အတန်များကိုပင် ကြားရောင်မြင်ရောင်လာစေတယ်။အောင်မြင်စိန်သည်ဇာတိမှန်တခြင်းပထမကြော့ပြီးသွားသဖြင့်နောက်အကြော့စတင်ရန် အပြိုးကို ပြန်စလိုက်ပါတယ်။သူသည်ခပ္ပိယကြီးကိုဖြတ်ခနဲလှမ်းကြည့်လိုက်လေတယ်။ဘလို့လဲကပ္ပိယကြီးဦးလေးကြီး ဘာမှလည်းမထူးကြပါလားဆိုတဲ့အကြည့်မျိုးဖြစ်တာလို့ဆိုနိုင်တယ်။သို့သောကပ္ပိယကြီးကတော့တချင်းကိုပြီးဆုံးသည့်အထိဆက်တီးပါလို့လက်ပြလိုက်တယ်။အောင်မြစိန်နဲ့အဖွဲ့သည်ဒုတိယအကြော့ကိုဆက်လက်တီးမှုတ်ရန်အစပြိုးလိုက်ပြန်တယ်။အပြင်မှာတွင်ကလေထုသည်တိတ်ဆိတ်အေးဆက်လျက်ရှိလေတယ်။ညအမောင်တို့ကနှက်ရှိုင်းတဲ့အတိတ်ပဲတစ်မျိုးကိုပေါ်ညွှန်းကဆက်လက်၍လျားနေပေတယ်။ မြင့်မြတ်တဲ့ဂုံချက်တည်းကျုပ်တို့ရဲ့ရွှေထီးရွှေနံတင်ဆန်းပေးဆိုပြီးဒုတိယအပိုက်ကိုစတင် တိခတ်ပေးပြီးအာဇာနီဗုဒ္ဓဘာသာမြို့သားတိုင်းပြည်တေးတံကလေးတုတဲသူဟိမ့်ထွက်သွားတယ်အကင်းပါလာတဲ့အောင်မြစ်စိန်ရဲ့အကြအာယုံတဲသူအတန်တတန်ကစိုက်ဝင်သွားခဲ့တယ်တတိနဲ့ခန္ဓာကိုယ်တွဲမိသွားကစက်ခနဲတွန့်သွားတယ်အတန်ဒီ သိရွက်တွေကိုလေတိုးတံမဟုတ်အဆောက်အုံတွေမှလာတဲ့ပုတ်တိုက်မှုအတန်မဟုတ်အတန်ဒီသူတို့အတီးသမား၅ဦးစလုံးကြားနေရတဲ့အတန်ပေတကဒီခတ်နေရင်တယောက်ကိုတယောက်သတိပေးတဲ့မျက်ဝန်းများဖြင့်အချက်ပေးလှမ်းကြည့်ကြပြီးဆက်တီးရန် အားစိုက်လိုက်ကြပြီတဲ့အတန်ဒီယောက်ျားတယောက်ရဲ့အတန်မဟုတ်ပေမိန်းမတယောက်ရဲ့ငိုရှိုက်တန်တီတီကြကြပြောရရင် မိမတယောက်ရဲ့ဝမ်းနဲ့ပတ်လက်ငိုရှိုက်တံပင်ဖြစ်လေတယ်။အောင်မြင့်စင်ရဲ့ယင်သည် စီးဝါမကိုက်တဲ့ဘုံတလုံးရဲ့အတန်လိုဖြစ်လာပြီးချက်ချင်းရေငတ်တယ်လို့ခံစားလိုက်ရလေတယ်။သူသည်ငိုရှိုက်တံကြားရာစီသို့လိုက်လံကြည့်ရှုရှာဖွေတော်လေ။ဤတိပုဂ္ဂိုလ်ကိုမှမတွေ့ရကြီးအဆိုပါငိုရှိုက်တံသည်ဟိုးဝေဝေတောင်ကုန်းတောင်ဆွဲဒီပေါ်မှလေစည်းချောင်းနဲ့အတူမျောလာပြီး ူတို့စီတို့ပြီးပြီးပြင်းပြင်း ရောက်လာခြင်းဖြစ်တယ်။အောင်မြစ်စိန်သည်ဝိုင်းထဲမှသူ့လူများကို မျက်လုံးဖြင့်လှမ်း၍အကဲခတ်ကြည့်လိုက်တယ်။ထို့နောက်ကပ္ပယကြီးစီတို့သူတို့အားလုံးသည် သူတို့အနားမှာကဲ့၍ရှိုက်ကြီးတငယ်ငိုနေတဲ့မိမတစ်ယောက်ရဲ့ငိုရှိုက်တန်းကိုနားနှင့်ဆက်ဆက်ကြားနေရပေပြီ။သို့သောခန္ဓာကိုယ်ကိုမမြင်ရသူတို့အားလုံးရဲ့ခန္ဓာကိုယ်များကလှုပ်လှုပ်ရှားရှားဖြစ်နေကြတော့လေအတီးအမှုတ်မပြတ်ကြပေ။ အံ့ဩတဲ့အမှုရာကိုစီဖြစ်နေကြပြီ။အောင်မြစ်စိန်သည်တချင်းဆုံးနာနဲ့တိခတ်မှုကိုရပ်တန့်လိုက်တယ်။ထိုအခါငိုရှိုက်တန်သည်ကြဲလောင်ရာမှတပြေးပြေးတိုးတိမ်သွားတယ်။ထို့နောက်အတန်သည်ဝေး၍ဝေး၍သွားသလိုခက်တဲ့တဲ့သာကြားရပြီးညင်သာစွာတိုက်ခတ်လိုက်တဲ့လေစည်းကြောင်းထဲသို့မျောပါပျောက်ွယ်သွားလေတယ်။ဆိုင်ဝမ်းထဲမှာအတီးသမားများသည်တချင်းဆုံနာနဲ့ကပ္ပိယကြီးစီတို့အလင်းအမြန်ထလာကြတယ် ခဲ့ငါတူတို့ကြားပြီမဟုတ်လားကွအဲ့ဒါအမျိုးသမီးတူရဲ့ငိုရှိုက်တံပဲပမရီသမားကဟာထူးဆန်းလိုက်တာလူမမြင်ရပဲငိုရှိုက်တံညှ့ထွက်နေတယ်ဘသူ့အတံပါလဲဒီတောင်ပေါ်အကြောင်းပေါ်မှာကိုရင်တွေဥစင်းတွေပဲ ရှိပါတယ်မိမတယောက်မှမတွေ့မိဘူးမိမတယောက်ရဲ့ငိုတံမှန်းတိတာလိုက်တာကွာ ကပိယကြီးသည်အနေငယ်နွမ်းလျစွာပြုံးလိုက်ပါတယ်။ဟုတ်တယ်။အဲ့ဒါမိကွန်ထောရဲ့ငိုတံပဲ။အောင်မြင့်စိန်သည်အံ့ဩတကြီးမျက်နာဖြင့်ဟန်မဆောင်နိုင်တော့ပဲ။ရှင်းပြပါဦး။ကျွန်တော်တို့ဘူးတုဒရတာပေါ့။အားလုံးရဲ့မျက်ဝန်းများကကပိယကြီးစီသို့ရောက်သွားကြတယ်။အေးဒီလိုကွ။မြန်မာတက်ကြတဲ့ 389ခုနှစ်မှာပကံပြည်မှာအနောယထာမင်းနန်းတက်တယ်။နန်းတက်ပြီးနှစ်အနည်းငယ်အကြာမှာထေရဝါဒဗုဒ္ဓဘာသာရဲ့အနှစ်သာရကို ရှင်အရဟံမျက်စိဖွင့်ပေးလိုက်တာနဲ့ပကံမှာဗုဒ္ဓဘာသာရဲ့ရောင်ကြီးရှက်တန်းလာတယ်ဆိုပါတော့ကွယ်။ဒါနဲ့အနောယထာမင်းကြီးကသူဝနဘုံမိတထုံဘယင်မနုဟာမင်းစီမှာပိဋကတ်တစုံတောင်းတယ်လေ။ ဒါပေမဲ့မနူဟာမချီမငံ ပြောဆိုမှု စကားအမှားကြောင့်အနောယထာဘယင်ပြင်းထန်စွာအမျက်ထွက်ပြီးစစ်ဖြစ်ကြတာပါဒီနေရာမှာသင်္ကန်းစာတစ်ခုက စကားပြောဆင်ခြင်းဖို့စကားတခွန်းကြောင့်ဘဝပျက်စီးရတယ်ဆိုတာတန်ဝေကရဖို့ပဲငါတူလို့ရေကဲဆက်ပြောရအောင်မယ်အနောယထာတက်တွေခြစ်တက်လာတော့မှမနူဟာဘယင်ကလည်းရှိသမျှခွန်အားနဲ့စုယုံပြီး ပြန်တွန်းလှန်တာပေါ့ကွယ်အဲ့ဒီအချိန်မှာတက်မှုမင်းအိမ်တို့လည်းပါတယ်လေအနော်ရထာဘက်ကသူရဲကောင်း၄ဦးနဲ့စစ်သည်ဘိုးပါ အင်အားကြီးစွာနဲ့စင်တက်မြင့်တက်တွေပါတယ်ပေါ့အင်အားချင်းကတော်တော်ကြွားနေတယ်အဲမင်းအိမ်တို့စစ်မြေပြင်မထွက်ခင်မှာဇနီးဖြစ်တဲ့မိကွန်ထောကိုဘေးမတိရမခပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းနှစ်သိပ်ပြီး စစ်ချီတေးတွေရဲစိတ်ရဲမှန် တက်ကြွစီတဲ့စစ်ခရာတန်တွေဘုံပေါင်းတွေတိခတ်ဟစ်ကြွေးပြီးတော့မိကွန်ထောကိုနှုတ်ဆက်စစ်မြေပြင်ကိုထွက်ခွာသွားလေရဲ့ဩဒါပေမဲ့မင်းအိမ်တို့ဘရောမှပြန်မလာတော့ပါဘူးရဲစိတ်ရဲသွေးတေးတွေတိဆူတိမှုတ်ပြီးထွက်ခွာသွားတဲ့မင်းအိမ်တို့မရဏကဘာကိုထွက်ခွာသွားခဲ့တာပါ ပထမဦးဆုံးတိုက်ပွဲမှာပဲမင်းအိမ်တို့ကြဆုံသွားခဲ့တယ်လေမိကွန်ထောဟာမင်းအိမ်တို့ကြဆုံတဲ့တရင်လေကြားရရောဆိုင်းစရာမင်းညက်တွေကမြင်လိုက်ရတဲ့ဖုံတော်ကြီးကြောင့်အရှိတ်ဇီဒီကလေးရှေ့ကကြောက်ထဲခုန်ချပြီးအဆုံးစီရင်လိုက်ရှာတယ်သူတို့ကတိတ်ချစ်ကြတဲ့ဇနီးမောင်နှံတွေကိုပမရီစရာကတပ်ပြင်းမော်တစ်ခုချလိုက်တယ် စိတ်ဝင်စားစရာကောင်းပြီးကြေကွဲစရာတွေပြည့်နှက်နေတဲ့အလွမ်းဆက်တပုတ်ပဲနော်ဆက်ပြောပါဦးအဖရဲ့ကဗီယာကြီးသည်လက်ဖက်တစ်စွန်းခတ်စားပြီးရင်နွေးတောက်လိုက်ကစကားကိုဆက်ပြောလေတယ်ညကတဖြည်းဖြည်းနက်လာပြီးဖြစ်ပါတယ်လေတုကအေးဆက်ကငြိမ်သက်လျက်ရှိတယ်အေးဒါကြောင့်ဒီလွမ်းစေဒီနေရာလေးက မိကွန်ထောကြောက်တဲ့ခုံမကြခင်တဲသွားတဲ့ဖရာလို့ပြောကြတယ်။တချို့ကတော့မိကွန်ထောတည်ဆုံးပြီးမှနှောင်းလူတွေအမတ်တရ တီခဲ့တဲ့ဖရာလို့ဆိုကြတယ်လေ။ဒါပေမဲ့ဇေဒီလေးကိုဘလို့ပဲတဲတဲတမှုမင်းအိမ်တို့ရဲ့မိကွန်ထောရဲ့သူတို့နှစ်ယောက်နဲ့ပတ်သက်နေတယ်ဆိုတာမငင်းနိုင်ပါဘူး။ဒါကြောင့်ဒီတောင်ပေါ်မှာရဲစိတ်ရဲမှန်တခြင်းမတီးရဘူး။တီးခတ်ခဲ့တော့ မိကွန်ထောရဲ့ငိုရှိုက်တန်ကြားရတတ်တယ်လို့ဆိုခဲ့ကြတာပေါ့ကွယ်။အောင်မြင့်စိန်သည်တပ်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးလေးလံဖိစည်းမှုဖြင့်တစားတစားနှက်ဆိုင်လာတဲ့အမောင်တို့တဲ့သို့လှမ်းကြည့်နေမိတယ်။မိကွန်ထောရဲ့ငိုရှိုက်တန်များတနေရာမှပြန်၍ပေါ်ထွက်လာလိမ့်မလားလို့သူ့အသည့်စိတ်ထဲမှာထင်ရောင်ထင်မှားနေသလား။သို့သော် ပတ်ဝန်းကျင်မှာမြည်သည့်ငိုရှိုက်တန်မှမကြားရတော့ကြည်တကယ်ကိုကြည်ကွဲเสียကောင်းတဲ့ဇက်လန်ပဲသူတို့ရဲ့ဝိညာဉ်တွေ လေထဲမှာလွင့်ပြန့်နေတယ်လို့ခံစားရတယ်ဦးလေးသိကြတာပေါ့ကွယ်ကပ္ပယာကြီးရဲ့စကားဆုံးတော့အားလုံးရဲ့ရင်ထဲမှာခံစားချက်ကိုစီဖြစ်ငြိမ်သက်တိတ်ဆိတ်သွားခဲ့ကြတယ်ညသည်လပျောက်လျက်ရှိပြီး ကျေပြူတချို့ရဲ့လင်းမုံတက်တဲ့ဖြစ်တာလင်းပြနေတဲ့ညတညဖြစ်ပေလိမ့်မယ်။ကြေကွဲလွမ်းရည်စရာကောင်းလာတဲ့ဒီညသီးသာသူတို့အားလုံးအတွက်ညှိစုံမှုတစ်ခုဖြစ်ငြိမ်သက်တိတ်ဆိတ်နေကြခြင်းဖြစ်တယ်။သူတို့ရဲ့ဒုရီယာပစ္စည်းများသည်အသက်ကင်းမဲ့နေကြတဲ့တရဝါများလိုစကားမပြောတတ်တဲ့လူအကြီးတွေကိုတိုးတိတ်ငြိမ်သက်သွားကြပြီ။ပဝန်းကျင်တွင်တောင်လေကငြိမ်လိုက်ပြင်းထန်လိုက်ဖြစ်နေတယ် အောင်မြင့်စိန်အတွေ့အာယုံတဲတွင်ရဲစိတ်ရဲမှန်တခြင်းများတီဆိုက အမိနိုင်ငံအတွက်ခုခံတွန်းလှန်ရန်ချီတက်သွားတဲ့တတ်မှုမင်းအိမ်တို့နဲ့လက်ပြနှုတ်ဆက်ကြံရစ်ခဲ့မဲ့မိကွန်ထောတို့ရဲ့ပုံရိပ်ကိုသာမှန်းဆကြည့်နေမိတယ်။သူတို့နှစ်ယောက်ကြားတွင် ပုံမြင်ဆန်တဲ့ဝေးကွာမှုနဲ့အတူမိကွန်ထောရဲ့ငိုရှိုက်တန်ကယနေ့ထက်တိုင်အောင် ကြားရောင်နေစေဖြစ်ကြောင်းသိခွင့်ရလိုက်၍ကြေကွဲမိတော့တယ်။ ထို့ကြောင့်ယင်ထဲမှာနှက်ဆိုင်မှုဖြစ်ဆုတောင်းလိုက်ပြီးတော့တယ်မိကွန်ထောရေယနေ့ယခုပြုခဲ့သမျှကောင်းမှုကုသိုလ်အစုစုကိုအမျှပေးဝေလိုက်ပါတယ်ရောက်ရာဘဝကတာရုအနုမောဒနာခွန်နိုင်ပါစေတရားစစ်တရားမှန်ကို မုတ်ချမသွေရရှိနိုင်ပါစေတော့